graphic နဲ့ပတ်သက်တဲ့ software တွေကိုကျွန်တော်တို့ကတစ်ခုမှမသုံးဘဲနဲ့ဒီလိုမျိုးပုံထွက်အလန်းစားတွေပို့တိုတွေကိုပေါ့နော်ကျွန်တော်တို့က AI ကိုအသုံးပြုပြီးတော့အလွယ်တကူထုတ်လို့ရနိုင်တဲ့အကြောင်းကိုဒီကနေ့ဗီဒီယိုလေးမှာ knowledge အနေနဲ့ share နေပေးသွားဖြစ်ပါတယ်။ဒါဆိုရင်တော့မိတ်ဆွေအနေနဲ့ကဒီလိုမျိုးပို့တိုတွေကိုကိုယ့်ရဲ့ mobile phone ကနေပဲ internet ရှိုံနဲ့အလွယ်တကူဖန်တီးလို့ရနိုင်မယ့်အကြောင်းကိုလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့အဆုံးတကြီးသွားပေးစီခြင်းပါတယ်ခင်ဗျာ။ ပထမဆုံးအနေနဲ့ကျွန်တော်တို့ကအများနဲ့မတူတဲ့ဒီပိုတိုအလန်းစားတွေကိုဖန်တီးมาဖြစ်တဲ့အကြောင်းမို့ကျွန်တော်တို့မှာကမိုဘိုင်းဖုန်းပဲရှိရှိကွန်ပျူတာပဲရှိရှိပေါ့နော်ဘရောက်ဆာသုံးလို့ရတဲ့မိုဘိုင်းဖုန်းတစ်လုံးရှိတယ်ဆိုရင်တော့ရပါပြီပြီးရင်တော့ကျွန်တော်ကအင်တာနက်ဖွင့်မယ်အင်တာနက်ဖွင့်ပြီးရင်တော့ကျွန်တော်တို့ခါတိုင်းပုံမှန်အတိုင်းပဲကျွန်တော်ကချက် GPT တွေကိုအရင်ဆုံးသွားရမှာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ကအရင်ဆုံးပထမဆုံးအနေနဲ့ကျွန်တော်ကချက် GPT နဲ့အရင်ဆုံးထုတ်ပြမယ် ChatGPT ကအခုနောက်ပိုင်းမှာဆိုရင်တော့အဲဒါလေးတွေတက်နေတယ်ပေါ့နော် ပုံတပုံလောက်ထုတ်ပြီးသွားရင်ထုတ်လို့မရတော့ဘူးပါဖြစ်နိုင်တယ်ဒါကြောင့်မိုးကျွန်တော်ကအရင်ဆုံး ChatGPT နဲ့ထုတ်လိုက်မယ်အဲဒုတိယအနေနဲ့ကတော့ ChatGPT မဟုတ်ဘဲနဲ့တခြား image generator ChatGPT လိုပဲအသုံးပြုလို့ရတဲ့ software တစ်ခုကိုသုံးပြီးတော့ထုတ်ပြပေးသွားဖြစ်ပါတယ်အဲကျွန်တော်ရှင်းကပြထားတဲ့ပုံလေးဒီအပရိုမိုကိုတော့ပေါ့နော်ကျွန်တော်ဒီနေ့ဗီဒီယိုရဲ့ comment အောက်မှာလည်းအရေးပေးထားပါတယ်အဓိကနေ copy လုပ်ပြီးတော့ထိုက်ရိုက်တခါတည်းသွားပြီးတော့ပေးချပြီးတော့ portfolio နဲ့အလွယ်တကူထုတ်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေ့မှာတော့ဒီ Nvidia ရဲ့ဒီ ရှမ်ပူပေါ့နော်ရှမ်ပူကောင်းချော်ရေးဒစိမ့်နဲ့ကျွန်တော်က promote ကိုရေးပေးထားတာပါကိုရဲ့စိတ်ကြိုက်အဲတခြားအချိုရည်လားအဲဒီစက်ပြတုံးလားကောင်းချော်ရည်လားပေါ့နော်ကိုရဲ့စိတ်ကြိုက်ပြီးရင်ကျွန်တော်တို့ကဒီထဲမှာ promote ကတော့အရေးကြီးတယ်ကိုရဲ့ဒီ brand ရဲ့နောက်ခံနေရှိမယ်ပြီးရင်အဲသူ့ရဲ့အနေထားတွေပေါ့နော် site reach တွေရှိရှိမယ်အဲ့ဒါတွေကိုကျွန်တော်တို့က promote ထဲမှာအကုန်လုံးကိုစိတ်ကြိုက်ထည့်ပြီးတော့ယူလို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်တော့ကျွန်တော် ChatGPT ကကျွန်တော်ကိုအဲ gaplet down နေတယ်ပေါ့နော် ဒါကတော့ကျွန်တော်ဟိုသူကဝယ်ပြီးတော့တုံးခိုင်းနေတာကျွန်တော်တို့ထုတ်တာများနေလားဖြစ်လို့တကြောင်မို့ဒါကြောင့်မလို့ကျွန်တော်ရှေ့ကပြောခဲ့သလိုပဲဒုတိယအနေနဲ့ကျွန်တော်က image generator တစ်ခုလည်းကိုသွားလိုက်ပါဖြစ်ပါတယ် image generator ကတော့တခြားဒီ website တော့မဟုတ်ဘူးကျွန်တော်တို့ခါတိုင်းပုံစံနေပုံနေပေါ့နော် ပုံနေထုတ်တာကိုတသက်ရဲနဲ့ထုတ်ပေးတယ် Leonardo AI website ထဲကိုကျွန်တော်ကဝင်လိုက်ပါမယ်အဲ့ဒီမှာဆိုရင်တော့ကျွန်တော်တို့ Leonardo AI မှာမိတ်ဆွေတို့အနေနဲ့ကကိုယ့်ရဲ့ကိုယ်ပိုင် email ကိုမတုံးကျင်ဘူးတခြား fake အီးမေးလ်တွေကိုတုံးကြည့်နေဆိုရင်လည်းကျွန်တော်ဒီနေ့မှာတခါလေးလုပ်ပြပေးလိုက်ပါမယ်။အဲကျွန်တော်ကကိုပိုင်ပါစင်နဲ့အီးမေးလ်ကိုမတုံးကြည့်နိုင်ဖြစ်တဲ့အကြောင်းမို့အဲတခြား fake mail ကို fake mail နဲ့ပေါ့နော် Leonardo AI ကိုကျွန်တော်ကအကောင့်အရင်ဆုံးဖွင့်မယ်။သူ့မှာဆိုရင်တော့ကျွန်တော်တို့ကိုတနေ့ကို point 150ထိပေးတယ်ပေါ့နော်။ point 150မှာကျွန်တော်တို့ပုံတွေကအမျိုးအစားတွေရှိတယ်။ကျွန်တော်တို့တချို့ပုံတွေဆိုရင်ဒီ၄ပုံကိုအဲ point 40ပေါ့နော်။တပုံ30ဝန်းကျင်လောက်တော့သွားပါတယ်။ ်ဒါကြောင့်မို့ကျွန်တော်က Leonardo AI အကောက်ဖွင့်မှာဖြစ်တဲ့တကြောင်မို့ကျွန်တော်ကတန်မေးတဲ့ကိုသွားလိုက်ပါမယ်တန်မေးပေါ့နော်ဒါကတော့ကျွန်တော်ခါတိုင်း Gmail အကောက်တွေဖြစ်ဖြစ်အဲတခြား mail အကောက်တွေဖြစ်ဖွင့်တဲ့ခါကျရင်အသုံးပြုတဲ့တန်မေးတွေပဲဖြစ်ပါတယ်တန်မေးကိုကျွန်တော်ကအဲကျွန်တော်ရှေ့ကပြောခဲ့သလိုပဲတန်မေးမှာပေါ်လာတဲ့ပထမဆုံး mail ကိုတော့ကျွန်တော်က delete လုပ်ပေးရမှာဖြစ်ပါတယ် delete လုပ်ပြီးပြီဆိုရင်တော့ဒုတိယ mail ကိုတော့ကျွန်တော်တို့က copy လုပ်ပြီးတော့ခုနက Leonardo AI ဒီ email တောင်းတဲ့နေရာမှာပေါ့เนาะအဲ့ဒီ mail လေးကိုကျွန်တော်တို့က copy လုပ်ပြီးတော့အမှသွားပြီးတော့ပေးချပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်က Leonardo AI နဲ့ကိုသွားလိုက်ပါမယ်။ကျွန်တော်ရဲ့ person နဲ့ email နဲ့တုံးကျင်နေဆိုရင်လည်းပြဿနာမရှိဘူးတုံးလို့ရတယ်။အ person နဲ့ email နဲ့မတုံးကျင်တဲ့သူတွေအတွက်ကျွန်တော်ကယူရပြီးတော့တံမေးကိုတုံးပြီးတော့ဖွင့်ပြပေးခြင်းဖြစ်ပါတယ်။ password နေရာမှာကတော့ကျွန်တော်တို့ခါတိုင်းပုံမှန် password တွေထည့်နေရတဲ့အတိုင်းပဲ အနည်းဆုံးကနန်းရှိလုံးဖြစ်ရမယ်ပြီးရင်ကနန်းရဲ့နံပါတ်ရဲ့ server sign တခုပေါ့နော် app ဖြစ်ဖြစ် shop ဖြစ်ဖြစ်ပေါ့နော် star ဖြစ်ဖြစ်အပေါင်းဖြစ်ဖြစ်အနှုတ်ဖြစ်ဖြစ်တခုခုထည့်ပေးလိုက်ပါ password တော့အတူတူပဲထားပေးရမှာဖြစ်ပါတယ်ခင်ဗျာပါစောနှိပ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကိုသူက create account ဆိုပြီးတော့ရွှေ့ပါတယ်အဲ့ဒီမှာဆိုရင် create account ကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ account ထဲကိုပေါ့နော် သူတက်မေးတဲ့ကို အကောက်ပို့ပေးလိမ့်မယ်ဒါကတော့ကျွန်တော်ခုနကချက် GPT ကိုသုံးပြီးတော့ထုတ်ပြပေးထားတဲ့ပို့တိုပါတော်တော်လေးကိုတော့ graphic ဆန်တဲ့ပို့တိုဘက်ကိုတွားတယ်ဒီမှာဆိုရင်ကျွန်တော်တနေ့ကုန်ထုတ်ကြည့်တာပေါ့နော်ပို့တိုတွေကကျွန်တော်တို့စိတ်ကြိုက် promote ပြောင်းဝင်ပြောင်းနိုင်တယ်လို့အလွယ်တကူထုတ်လို့ရတယ်အချို့တွေရောကျွန်တော်အကုန်ထုတ်ထားတာပေါ့နော်ကျွန်တော်ရှေ့ကဗီဒီယိုမှာပြထားတဲ့သူတို့ပဲအကုန်လုံးကျွန်တော်ပို့တိုတွေကိုထုတ်ထားတာပါ ဒီမှာဆိုရင်တော့ကျွန်တော်ဒီကိုပိုင် branded တွေကိုရောင်းမဲ့မိတ်ဆွေတွေဆိုရင်တော့ဗောနော်ဒီလိုအတိုင်းလေးပဲကျွန်တော် graphic designer တွေကိုသွားပြီးတော့တကူတကသွားပြီးတော့ graphic ဆွဲခိုင်းကြမလို့တော့ဗန်နဲ့အချိန်ကုန်ကိုနည်းတက်တာတွေဗောနော်ပြီးတော့လူတဲ့အဲဒီစောင့်ရံကြီးကိုစောင့်စရာမလိုတော့ဘူးကိုပိုင်ကိုပါသားကိုကို idea နဲ့ကိုထုတ်လို့ရတယ်ဗောနော်ကိုလိုချင်တဲ့ပုံစံအနေထားကိုကိုကပြောပြီးတော့ပြောနိုင်ပြောနိုင်သလိုဗောနော်အလွယ်တကူထုတ်လို့ရပါတယ် ဒါဆိုရင်တော့ကျွန်တော်တို့ Leonardo AI တော့ပွင့်သွားပြီ။ပထမဆုံးကျွန်တော်တို့ခြေကထုတ်ခဲ့တဲ့ ChatGPT မှာတော့ပုံကတော့တော်တော်လေးလမ်းနေပါတော့။ဒါပေမဲ့ကျွန်တော်ကဒီဒုတိယအနေနဲ့ဒီ Leonardo AI မှာကကြာတော့ကျွန်တော်နေ့တိုင်းထုတ်လို့ရရပါတော့အကန့်အသတ်မရှိထုတ်လို့ရတယ်ကျွန်တော်တို့ point ကလည်းသူကအများကြီးပေးတာဖြစ်တဲ့ကြောင့်မို့ကျွန်တော်စိတ်ကြိုက်ထုတ်နိုင်တယ်အဲဒါကြောင့်မို့ကျွန်တော် Leonardo AI ကိုဖွင့်ပြီးတော့အသုံးပြုရခြင်းဖြစ်ပါတယ်ဗျာ Leonardo AI မှာလည်းကျွန်တော်တို့ကခုနကကျွန်တော်တို့ ChatGPT မှာအဲဒီ အထုတ်ခဲ့တဲ့ promote အတိုင်းပဲပေါ့နော်အဲ့ promote အတိုင်းပဲကျွန်တော်ယူပြီးတော့သူ့ရဲ့ image promote နေရာမှာကျွန်တော်ပေးချပေးလိုက်ပါမယ်ခင်ဗျာဒါကတော့ကျွန်တော်ခုနကချက်ကြည့်ပြီးဒီမှာထုတ်ထားတဲ့ promote ပါမယ်ပေါ့နော် promote ကတော့အတူတူပါပဲအဲ့ဒီမှာဆိုရင်ကျွန်တော် Leonardo AI မှာဆိုရင် find site တွေရွေးလို့ရတယ်ပြီးရင်ဒီမှာကကျွန်တော်ကဒီပုံကဘယ်နှပုံထုတ်ချင်တာလဲပေါ့နော်အများဆုံးကတော့ကျွန်တော်၄ပုံထိထုတ်လို့ရတယ်၄ပုံ၅ပုံထိပေါ့နော်အဆင်ပြေတာကိုကျွန်တော်ထုတ်ပြီးတော့ထုတ်လို့ရတယ်အဲ့ဒီအဓိကတော့ဒီ ပရီမီယံမဟုတ်တဲ့ဟာ free လေးတွေကိုကျွန်တော်ကယူပြီးတော့ထုတ်ခါတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကိုစိတ်ကြထုတ်လို့ရတယ်ပြီးတော့သူက chat gpt လောက်သူကမကြောက်ဘူး linear ai မှာဆိုရင်တော့အချိန်ကသူကစက္ကန့်ပိုင်းလောက်ပဲကြာတယ်အများဆုံးကြာ15စက္ကန့်ဝန်းကျင်လောက်ပဲကြာပါတယ်ပေါ့နော်ပေါ်တပေါ်ထုတ်မယ်ဆိုရင်10စက္ကန့်15စက္ကန့်ဝန်းကျင်လောက်ပဲကြာတယ်။ဒါကြောင့်မို့ ChatGPT တက်ဆိုင် Leonardo AI ကအပုံထုတ်တဲ့နေရာမှာတော်တော်လေးကိုဆေးရကြတယ်။အဲပြီးတော့တချို့နေရာတွေမှာဆိုတော့လည်းလွယ်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 တာတွေပါရတော့ရှိနိုင်တယ်။ ChatGPT လောက်တော့အဆင်မပြေပါဘူး။ ဒီကောင်လေးကတော့ကျွန်တော်ဒီ free အဲ image generator 2တွေမှာတော့တော်တော်လေးကိုအဆင်ပြေတဲ့ tool ဖြစ်ပါတယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့စိတ်ကြာကျွန်တော်တို့ graphic ပုံစံနေလဲစိတ်ကြာချိန်လို့ရတယ်အဲဒီကိုကြောင်းကျင်နေကိုလိုချင်တဲ့ပုံပေါ့နော်မရမချင်းကျွန်တော်တို့ကစိတ်ကြာအလွယ်တကူပြောင်းပြီးတော့ထုတ်လို့ရမှာဖြစ်ပါတယ်သူ့မှာဆိုရင် image အဲ image လည်းပါတယ်ပေါ့နော် ChatGPT image လည်းပါတယ်အဲဒီမှာဆိုရင်တော့ကျွန်တော်ဒုတိယအနေနဲ့ထပ်ပြီးတော့ထုတ်ပြမယ် အဲ့ဒီမှာဆိုရင်ကျွန်တော်ရှေ့ကထုတ်ခဲ့တဲ့ပုံတွေထက်ဆိုင်တော်တော်လေးကိုလန်းနေပေါ့နော်ကာလာဒီဇိုင်းအနေထားအရဆိုရင်သူကရီတော့တွေကိုပြုတ်ကြွားထားတဲ့ဘူးဒီဇိုင်းတွေပြီးတော့ Nebia Man ရဲ့ပေါ့နော် logo ဒီစိတ်ကလည်းသူက brand ပေါက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့တော်တော်လေးကိုအဲမိုက်တယ်ပေါ့နော်သူတို့ရောင်း company ကဆွဲတဲ့ဒီဇိုင်းတွေထက်ဆိုင်တော့မတော်တော်လေးကိုအဆင်ပြေနေတယ်လို့တော့ပြောရမှာပေါ့နော်ဒီမှာတော့ကိုစိတ်ကြိုက်မိမိတို့စိတ်ကြိုက်ကိုမလို့လိုချင်တဲ့ပုံစံမရမချင်းပေါ့နော် အဲ့ဒီ point လေးမကုန်မချင်းကျွန်တော်တို့ကထပ်ပြီးတော့ထုတ်လို့ရတယ်တကယ်လို့ point ကုန်သွားမယ်ဆိုရင်လည်းပြဿနာတော့မရှိဘူးကျွန်တော်ရှေ့ကလောက်ခဲ့သလိုပဲဒီကျွန်တော်တို့ကတန်မေးကိုအသုံးပြုပြီးတော့အကောက်တစ်ခုပေါ့နော်ထပ်ပြီးတော့ပွာလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ကဒီမကုန်မချင်းပေါ့နော်တန်မေးဒီနဲ့အလွယ်တကူထုတ်လို့ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့တော်တော်လေးကိုမိုက်တယ်ပေါ့နော်ဒီ promote ကတခုတည်းနေအောင်မှသူက photo တွေကိုအများကြီးထုတ်ပေးတယ်ဒါကတော့ Nebia branded တခုတည်းကိုပဲကျွန်တော်စမ်းပြပေးထားတာပါ တခြားကိုရဲ့ branded ရှိတယ်ဆိုရင်လည်းကိုရဲ့ branded တွေနဲ့အဲထုတ်လို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ AI ကိုအသုံးပြုပြီးတော့အလွယ်တကူပေါ့နော်ဖိုတိုတွေထုတ်ပြီးတော့ graphic designer တွေအဲဆွဲတဲ့ပုံစံတိုင်းလေးပဲအလွယ်တကူထုတ်လို့ရတဲ့အကြောင်းကိုရှင်းပြပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိချုပ်ပေးကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကိုလည်းကျေးဇူးတူတူရှိပါတယ်အားလုံးကိုကျွန်တော်ဒီနေ့ပြောကြတယ်နှုတ်ဆက်ခဲ့ပါတယ်ခင်ဗျာ